စကိုင်းမြို့နယ်စီပင်သားရဲကော်မတီကကျူးကျော်တွေကိုစီပင်တန်ရှင်းဝန်ထမ်းအဖြစ်ခန့်ထားပေးတဲ့အပြင်နေစရာအတွက်ဝန်ထမ်းအင်အားမှလည်းနေရာချထားပေးမှာဖြစ်ပါတယ်။ကျူးကျော်ဘွားကနေပထမဆုံးစီပင်တန်ရှင်းဝန်ထမ်းဖြစ်လာသူကအသက်40ကျော်အရွယ်ရှိတဲ့ဒေါ်နီလာဖြစ်ပါတယ်။ဒေါ်နီလာဟာစကိုင်းစီပင်တန်ရှင်းဝန်ထမ်းအင်အားကိုမရောက်လာခင်ကစကိုင်းဘူရာယုံတန်လန်းနေပေစက်မှုစုံတစ်ဝိုက်နေ AR မြစ်စိတ်အပါအဝင်အစိုးရဂိတ်တဲဟောင်းတွေမှာ ဆယ်နှစ်ကျော်ကြာကျူးကျော်ဘဝနဲ့နေထိုင်လာခဲ့ရသူဖြစ်ပါတယ်။ကျွန်မအဲ့တုန်းကရထားပေါ်မှာကျုံအကြမ်းနဲ့ကုန်ထန်းနေ။ခုမှဆန်အိတ်ကလေးတွေမျိုးတို့ဒီလိုမျိုးအာလူအိတ်တို့တက်သွန်အိတ်တို့ပေါ့ကျွန်မထန်းနေ။အဲ့ဒါကကြာတော့ရထားပေါ်ရောက်မှ900ပဲရပါတယ်။အဲ့ဒါလေးနဲ့လဲတာသမီးကိုရှာကြည့်ခဲ့တယ်။ဘူရာတဲ့နောက်ကြာတော့ရုံမှန်ကြီးပြောင်းတဲ့ခါကျကျွန်မတို့အဲ့လိုနှင်ထုတ်လိုက်တော့ပေါ့နော်။နေရမရှိတော့ကျွန်မဟိုနေရမလို့ဒီနေရမလို့နေရဒုက္ခရောက်တာနဲ့အိုက်ကောက်တဲလို့ရောက်သွားတာ။ ရောက်လာတဲ့ခါကျတော့ကျမကလေးတွေနဲ့တနာလို့ဆိုပြီးတော့လူကြီးတွေကနေပြီးတော့ကဲစီဝင်နေလာမင်းရင်လေသူတို့အကျိုးကြောင့်ပြပြပေးမယ်ပေါ့နော်။သူကတော့ကောင်းကောင်းမဆေးတဲ့လှစားပါတယ်ဆိုတဲ့ကြောင့်အဲနဲ့ဟုတ်ကဲ့ပါလို့ကျမလည်းကောင်းကောင်းမနေမှာပါဆိုပြီးတော့ကျမအိမ်မှာနေတယ်။အလောက်ကတော့ဘသူကခေါ်ခိုင်းခိုင်းလှုပ်ပါတယ်။အဲ့လိုပေါ့နော်။ဒီစီဝင်တန်ရှိရေးနေသားလည်းခေါ်လို့လို့မလို့လှုပ်ဘူးရတယ်။သူကတော့နေသား9000လည်းပေးတယ်။ပုံမှန်မရှိဘူး3000လည်းပေးပါတယ်။အဲ့ဒါကျမလှုပ်ဘူးလေ။ လိုအပ်ရင်ခေါ်ပါလို့လည်းကျမပြောပါတယ်အဲနောက်ကြတော့ကျမကလူကြီးကိုယ်တိုင်ကအဲဦးဝန်းနိုင်ဆိုတဲ့လူရဲ့လာခေါ်တော့ကျမစီပင်နဲ့ဝင်မလားတဲ့ကျမပထမစဉ်းစားပါဦးမရှင်လို့ကျမပြောခဲ့ပါတယ်စဉ်းစားတဲ့ခါကျတော့မဖြစ်ဘူးလို့တာသမီနောင်ရေးရှိသေးတယ်ဆိုဆရာနောက်တစ်ခေါက်ထက်လာရောလာတဲ့ခါကျတော့ကျမလိုအပ်ဆိုလဲစီပင်နဲ့ဝင်မမယ်ဆိုကျမခုလိုမျိုးဝင်လိုက်တယ်စကိုင်းမျိုးကကျွကျော်တဲတွေထဲမှာဒေါနီလာလိုအမှန်တကယ်နေစရာခက်ခဲရှိလို့ကျွကျော်နေထိုင်သူတွေရှိတယ်လို့ ကျူးကျော်နေထိုင်တယ်လို့နဲ့ငွေကြေးတောင်းခံတာပြည်တစာလောက်တာငွေရစေဝါရောင်းဝယ်လောက်ကိုင်းနေကြသူတွေလည်းရှိတယ်လို့စကိုင်းမြို့နယ်စီပင်တရားရေးကော်မတီဥက္ကဋ္ဌဥဝင်းနိုင်ကပြောပါတယ်အဲ့တော့တကယ်တမစစ်ဒါခုနပေါ့နော်ဟိုတကယ်ခံစားတခုခုဒုက္ခဒုက္ခရောက်နေတဲ့ကျူးကိုကိုရီးယားဆွတ်ထုတ်နိုင်ဖို့တော့လိုတယ်ဒါမှပဲလေခုနပြည်တနာဒါဖြည့်ရှင်းနိုင်မှာဒါကြောင့်မလို့ဒီစနစ်ကိုကိုရီးယားတော့လာပြီးတော့ကိုယ့်ရဲ့ဌာနမှာလေလိုအပ်ချက်ရှိနေတဲ့အတွက်လိုအားလိုအပ်ချက်ရှိနေတယ် လောကလူဝတ်ချက်ရှိတဲ့အတွက်ဒီခုနတကယ်ဒုက္ခရောက်နေတဲ့ကျူကိုအရင်ဆွတ်ထုတ်မှရဆွတ်ထုတ်လိုက်ရင်ခုနကြံတဲ့လှုပ်ရှားတဲ့ကျူနဲ့ခုနပေါ့နော်ဒီကျူပေါ်မှာမဟုတ်ရုပ်ပေါ့နော်ဒါသူတို့ရဲ့ဒါစီးပွားပြစ်လှုပ်ရှားတဲ့ကျူနဲ့ဒါခွတ်ထွက်သွားမှာဖြစ်တယ်အဲဒါမျိုးကိုတွေကတော့ဒါအကောင့်ထဲပေါ်လိုက်တာပေါ့နော်ဆိုတော့တကယ်ဒါသူကဒီလုပ်ငန်းကိုပေါ့နော်ဟိုထဲထဲဝင်ဝင်တကယ်ဒါစိတ်ပါဝင်စားစွာနဲ့တကယ်ဒါလုပ်မယ်ကြိုက်မယ်ဆိုရင်ကိုလူစီမံသားကြီးကော်မတီမှာအလုပ်ကမရှာဘူးပေါ့တယ် အဲဒါကိုကမြင်ပြီးတဲ့အခါကျဒီလိုမျိုးကိုတို့မျိုးပေါ်မှာဘယ်သူတွေရှိသေးလဲဘယ်သူတွေလှုပ်ချင်သေးလဲဆိုပြီးတော့ကိုကကန်းလန်းနေပြီတောက်လျှောက်ပဲဒေါနီလာဟာစီပင်ဝင်တဲ့အဖြစ်နဲ့စတေမာလာ6ရက်နေ့ကစပြီးအလုပ်လုပ်ကင်နေပြီဖြစ်ပါတယ်နောက်ထပ်လည်းစီပင်ဝင်တဲ့အယောက်90ကိုဆက်လက်ခန့်အပ်ပေးသွားမှာဖြစ်ပါတယ်ကလေး6ရက်အမေဖြစ်တဲ့ဒေါနီလာအတွက်တော့အလုပ်ကင်ရရှိဖို့ခက်ခဲနေတဲ့အချိန်မှာစီပင်မှာဝင်တဲ့အဖြစ်လုပ်ကင်ခွင့်ရရှိလာခဲ့တာဟာသူ့ဘဝအတွက်အချိုးကွေးတစ်ခုလိုဖြစ်လာခဲ့ရပါတယ် ဝန်ထမ်းကောင်းတယောက်အဖြစ်ရက်တည်ပြီးသားသမီးတွေကိုပြည့်စုံဆောင်ရှောက်သွားမယ်လို့ဒေါနီလာကပြောပါတယ်။ကိုဘွားလေတော်တော်လေးလည်းစိတ်နာပြကောင်းနေ။ဟိုဘူးကြီးမြရှိရင်လည်းဒီဘွားဒီမြနဲ့ပဲကြေခဲ့ပါသေးလို့ဆုတောင်းခဲ့ပါတယ်။တခိုင်းကို88ခုနဲ့အရေးခင်မတိုင်ခင်ရောက်တာ။ရောက်တဲ့ခါကျတော့ကျမမမွေးသားအဖေမိရှိပါတယ်။နန်းတော်ရာတဲ့အိမ်မှာနေတယ်မြို့တော်ခမနာမြေမချင်းသား။အိမ်မှာမွေးသားတဲ့အမေတွေကနေမှကျမကိုအယောရောက်လာတဲ့ကျင်းဝဲဆောက်ရှောက်တယ်။ ကျေးဇူးလက်တင်ပါတယ်ကိုမွေးမေဆိုလည်းဟုတ်တယ်ကျွေးမေဆိုလည်းဟုတ်ပါတယ်ဒါမဲ့အမေဆိုတာတော့ငငယ်လေးကနေခုချိန်တော့မြင်ဘူးရဲ့အားကြောင့်မလို့တာသမီတွေကိုလာတောင်းနေလူရှိတယ်ကျမမပေးရဘူးဘာလို့မပေးရတော့ဆိုတော့ကိုလိုမျိုးကိုရင်းစာလိုက်တယ်ဆယ်နှစ်တိုင်အောင်နေစရာအတိတ်ကြမရှိတဲ့ဒေါ်နီလာတို့မိသားစုလေးဟာစကိုင်းစီပင်တန်ရှေးဝန်ထမ်းအရာမှာအတိတ်ကြရှိလာနေပြီဖြစ်ပါတယ်စကိုင်းမြို့နယ်အတွင်းမှာကျူးကျော်နေထိုင်သူ3000ခန့်ရှိပြီး တထောင်ကျော်ဟာအမှန်တကယ်ဒုက္ခရောက်နေကြသူတွေဖြစ်ပြီးတော့တရာကျော်ကတော့အလုလက်မဲ့တွေဖြစ်ကြတယ်လို့စကိုင်းမြို့နယ်စီပင်သာယာရေးကော်မတီကကောက်ယူထားတဲ့စတဲ့အရသိရပါတယ်ခင်ဗျာ